မတော်တဆထိခိုက်မှုများကြောင့်ကိုလက်အင်ကာချွယွန်းပြီးမတန်ဆွမ်းဖြစ်ခြင်းနဲ့အသက်တည်ဆုံးခြင်းများအတွေ့တနှစ်လျင်ဈေးကူတာဆေးအဖြစ် RM 1000ခန်းစားခွင့်ရှိပါတယ်။အားလုံးမင်္ဂလာပါ။မလေးရှားရှိဒုက္ခသည်များအတွေ့ဂျမိုင်းအာမခင် remedy နဲ့ပြန်ဆက်ပြီးခြင်းပါတယ်။ remedy ဆိုတာကတော့ UN ကရှိရဲ့ဒုက္ခသည်တွေအသက်18နှစ်ကနေအသက်60ထိဂျမိုင်းပြဒနာနဲ့မတော်တဆထိခိုက်မှုများအတွေ့ငွေကြေးကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။ remedy မှာ cover ပေးတော့ကျန်းမာရေးပြဿနာများယောဂများနဲ့မတော်တဆထိခိုက်မှုများကြောင့်ဆေးရုံတွင်ဆေးကုသခံယူခြင်းမတော်တဆထိခိုက်မှုများကြောင့်ကိုယ်လက်အင်္ကာချွယွင်းပြီးမတန်ဆွမ်းဖြစ်ခြင်းနဲ့အသက်တည်ဆုံးခြင်းများအတွေ့အကြုံဝင်မှာဖြစ်ပါတယ် remedy ကဘယ်လိုတာဝန်ယူပေးမှာလဲတနည်းလင်းဆေးကုသဆေးအဖြစ် RM တတောင်းခန်းစားခွင့်ရှိပါတယ်။မတော်တဆကြောင့်တေဆုံးခြင်းသို့မဟုတ် မတန်ဆွမ်းဖြစ်ခြင်းအတွေ့ RM တတောင်းခန်းစားခွင့်ရှိပါတယ်။မတော်တဆတဲ့ရံများအတွေ့စေကူတာစရိ RM နဲ့တောင်းခန်းစားခွင့်ရှိပါတယ်။ Remedio ဘယ်လိုဝင်ရမလဲ။မိမိနဲ့နှိဆက်ရတယန်တာယုံများတွင်ဝေယူနိုင်ပါတယ်။ဒါမှမဟုတ်အောက်မှာပေါ်ပြပါလင်းတွင်လဲဖောင်းဖြစ်ပြီးလင်းကိုစလိမ်များကနေလဲပြန်လဲဆက်သွဲပေးပါတယ်။ မမီကိုကိုကကွယ်ချင်းကမေတ္တာစုကကွယ်ချင်းဖြစ်ပါတယ်။ကျွန်တော်တို့အတွေ့အကြုံမှရေလုံးချုံအောင် နေထန်ချင်းဟာအောင်မြင်ချင်းတပါပါပဲ။မမီနဲ့မမီမေတ္တာစုကိုရမတီဖြင့်ချုပ်တင်ကကွယ်လိုက်ပါ။